ဒီနေ့ကတော့ part 3ပေါ့နော်အပိုင်း3အနေနဲ့ကျွန်တော်တို့ဒီ verse ရဲ့ဒုတိယစာသားလေးကိုသွားမှာပေါ့နော်ပြီးခဲ့တဲ့ part 2မှာ shower song လေးနဲ့အင်းလေးဒါဒလက်ရဲ့ဆိုပြီးတော့ဒါ verse ကိုတီးခဲ့ပြီးပြီရှစ်ပါးမြောက်လဲပြီးရောဒီကနေ့ဒါ music break နှစ်ပါးပါမှာပေါ့နော်အဲ့ဒီမှာ1ရဲ့ပြီးတော့ soul notes လေးကို melody ချလိုက်တာပေါ့နော် dominant ပေါ့နော် dominant လေးကိုချပြီးတော့မှပန်းကလေးတွေမှုေးတယ်နှင်းဆက်နဲ့ထိရင်ဒီလိုပန်းလေးဖျားအတွက်ကတ်လို့ခြင်းမိပါတယ်တဲ့ ။နောက်ရောက်ပြတဲ့အခါဝယ်သူ့လေးနဲ့တွေ့ချင်တယ်။သူတောင်းပြီးတော့သူ့ကိုပြောခဲ့တယ်။ဖောင်တော်ဦးဝယ်။ Okay နော်ဒီစာသားလေးနဲ့အတူတီးခတ်တဲ့ cop တွေကတော့ဒါပြီးခဲ့တဲ့ cop body နဲ့အတူတူပေါ့နော်1 man မွေးတယ်။ pieces in the net စီရှာမိုင်လား pf a ဟာပြတ်တော့ကပ် p5 b ပြီးရင်တီရှတ်မိုင်လားတတ်မိုင်လားပြီးရင်စီရှာမိုင်လားပြန်လာမယ်6ပြီးစုတောင်းပြီးတော့4 a B မြန်ဝမ်းအီးဟန်ကြအောင်ပေါ့နော် Okay body ကတော့အတူတူပဲ melody လေးကနည်းနည်းလေး shake လေးနဲ့ကွဲသွားတာပေါ့နော် melody လေးကို notes ရုပ်ပြီးတော့ကျွန်တော်တစ်ခေါက်တီးမယ်နော် mi mi re so mi mi re do di la la ti do 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 di la so re mi do re mi so 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 mi so re. so do ti la so la so la 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 mi fa mi re ti do re do okay na ရှေ့ပိုင်းကတော့နည်းနည်းဆင်တယ်နောက်ပိုင်းလေးပဲနည်းနည်း क्वे သွားတော့ဗောနော်အဲ့လိုဆိုတော့ကျွန်တော်တို့လေဘယ်ညာပေါင်းပြီးတော့တီးတဲ့ပုံစံလေးကိုတစ်ခေါက်ပြန်ကြည့်ကြည့်ဗောနော်အနှေးအနှေးလေးပဲတီးမယ် okay စမယ်နော်1 2 3 4 1 two, three, four. Mi, re, so, mi. re, do, di, la. La, di, do, 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 di, la, so, re, mi, do, re. Mi, so, 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 mi, so. okay ဒါဆိုရင်အိမ်မှာလေ့ကျင့်ဖို့အတွက် okay ပြီလို့ထင်ပါတယ်ကျွန်တော်ဒီ notes လေးတွေကိုလည်းစနစ်တကျထောက်ပြထားတဲ့အတွက်အခြေခံရှိတဲ့သူဖို့ကတော့တသားရအပန်းဖြေလို့ကြားပါပဲခင်ဗျတကယ်လို့အခြေခံလိုအပ်တယ်ဆိုရင်လည်းကျွန်တော် online ကနေပြီးတော့တင်ကြားပေးနေပါတယ်ခင်ဗျာဒါ Telegram မှာအချိန်မီလာစုံစမ်းနိုင်ပါတယ်ခင်ဗျာအားပေးပါဘောနော်တိုင်းနေတတ်တယ်ဆိုရင်အသေးလေးတွေတော့ပေးခဲ့ပါဘောနော် like share လို့လည်းရပါတယ်ခင်ဗျာ